ကျွန်တော်ရဲ့ channel အောက်မှာအများရန်ဒါလာလာပြီးတော့မန်တက်ကြတယ်ပေါ့เนาะကျွန်တော်ကဒါမူပြစင်ညာနာရဲ့တရားတွေကိုအများရန်တင်တာဖြစ်တဲ့အတွက်မှန်ညာလဲဆိုရင်အဲ့ဒီတရားတွေဗီဒီယိုတွေကိုတင်တဲ့အတွက်ပေါ့เนาะဒီဘုရားဘာသာတွေစိတ်ဝမ်းကွဲမယ်ဆရာတော်တန်ဃာတော်တွေလည်းကွဲကြမယ်ဘုလိုတာကပေါ့เนาะဒါတန်ဃာအသိခွဲတဲ့ကံကိုဒီတင်တဲ့ဒါကျွန်တော်ကထိုက်လိမ့်မယ်ပေါ့เนาะအဲ့လိုမျိုးမှန်တာရှိတယ်အဲဒါမြင့်ဒါကျွန်တော်ကဘာမှတော့ပြန်မတုံ့ပြန်ပြေဘူးပေါ့เนาะ အဲ့တော့ဒီဗီဒီယိုမှာဆိုရင်ဒါပါချုပ်ဆရာတော်ရဲ့တရားခုတရားထဲမှာဆိုရင်ဒါကျွန်တော်လူလူပုဂ္ဂိုလ်တယောက်အနေနဲ့ပေါ့နော်ဒီတန်ခါပေတကကံလုံနိုင်လားလူပုဂ္ဂိုလ်တယောက်ကအဲ့ဒီကံကိုလုံနိုင်တဲ့အနေထားရှိလားပေါ့နော်အဲ့ဒီအကြောင်းအရာရဲ့နောက်မှာဆိုရင်ဒါရှင်ဘယလင်္ကာရကပေါ့နော်ဒီရဟန်းတန်ခါတွေကိုဝေဖန်ခြင်းကိစ္စမှာအဲသူ့အနေနဲ့ဘယ်လိုမြင်သလဲပေါ့အဲ့လိုမျိုးဝေဖန်တာကဒါလူပုဂ္ဂိုလ်တွေအနေနဲ့အပြစ်ရှိလားအကုသိုလ်ဖြစ်လားဆိုတာကိုဒါရှင်ဘယလင်္ကာရကပြောထားတာတန်ခါပေတကကံဆိုတဲ့ဒီကံကြီးထိုက်တာဟာ ယဟန်မှာထိုက်တယ်ကိုရင်တောင်မထိုက်နိုင်ဘူးလူတွေလည်းတန်ခါဗေဒကကံဆိုတာမထိုက်ဘူးသို့တော်တန်ခါဗေဒကတန်ခါတွေကွဲပြားအောင်စေရနာဇိုးနဲ့လုပ်ရင်တော့နီးနီးအပြစ်ကြီးတဲ့ကံမျိုးဖြစ်တယ်ပေါ့တကယ်တန်ခါဗေဒကကံဆိုတာတိမ်ထဲမှာနှစ်ဘက်ကနှစ်ဖွဲလှုပ်ပြီးတော့ဒီဝိနိကံဆောင်းပြီဆိုလို့ရှိရင်တော့ဒါတန်ခါဗေဒကကံထိုက်တယ်လို့ခေါ်တယ်နော်တန်ခါဗေဒကကံထိုက်တယ် အဲ့တော့ဒီဝိဒဟာမြတ်စွာဘုရားရဲ့ဒီခြေမတော်ကိုသွေးခြေဥစေတဲ့လောဟိတုပ္ပါဒကခံကိုလည်းသူကျွလွန်လိုက်တယ်။အခုတန်ခါပေရကခံဆိုတာကိုလည်းထပ်မံကျွလွန်လိုက်တယ်ဆိုတော့ခံကြီး၅ပါးထဲမှာသူနှစ်ခုကျွလွန်လိုက်တဲ့သဘောပဲ။အဲ့ဒီလိုကျွလွန်တာမြတ်စွာဘုရားကနေပြီးတော့တတိပေးတယ်ခေါ်ပြီးတော့ ဂရုကောတန်ခါပေတော့တန်ခါကွဲပြောင်းအောင်လုပ်တာမင်းအပြစ်သိကြီးတယ်ညင်ညွတ်တဲ့တန်ခါကိုခွဲပြဲမဲ့ခွဲအောင်လုပ်တယ်ဆိုတဲ့အကုသိုလ်အလွန်ကြီးလေးတဲ့အကုသိုလ်ကဘာချီပြီးတော့ငရဲမှခံရနိုင်တယ်မလုပ်ဖို့တားတယ်မရဘူးဒေဝတာကလုပ်လိုက်တယ်အဲ့ဒါလို့လုပ်ပြီးတဲ့နောက်မှာသစ္စာဘုရားနဲ့သူထပ်ပြီးတော့မတွေ့တော့ အဲ့ဒီယဟန်နေကိုခေါ်ပြီးတော့ဘယ်ထီအောင်သွားတော့ဆိုတော့ရာဇဂျုံမြို့မှာလှုပ်ပြီးတော့ခရာတီတလို့ဆိုတဲ့အရက်သူကသူဘလို့ဒီနေရာမှာဒါထေရဝါဒစာပေတဲ့ဘုံတုဒ္ဒတခုပေါ့နော်ဒေဝရက်ကဒါအပြစ်ကြီးနှစ်ခုပေါ့နော်တန်ခါဘေဒကကံရဲ့ပြီးတော့ဒါဖះကိုသွေးထွက်အောင်လေလှုပ်ခဲ့တယ်ပြောရရင်တော်တော်ကိုကြီးတဲ့ဒီကံကြီး၅ပါးတဲ့နှစ်ခုပေါ့နော် နှစ်ခုလုံးကိုသူလုခဲ့တယ်ဒါပေမဲ့ပေါ့နော်အဲ့ဒီနှစ်ခုတည်းကကံတစ်ခုကတော့အဟောတိကံဖြစ်သွားတယ်ဆိုလိုတာကဗျာအဲ့ဒီကံကဘာမှအရာမရောက်တော့ဘူးဘာမှလည်းအကျိုးမပေးတော့ဘူးပေါ့နော်အဲ့တော့ဘယ်ကံကအဟောတိကံဖြစ်တာလဲဆိုရင်ဒါဖယားကိုသွေးထွက်အောင်လုခဲ့တဲ့ကံအဲ့ဒီကံကအဟောတိကံဖြစ်သွားတယ်အကြောင်းမို့လဲဆိုရင်အဲ့ဒီကံကြီး၅ပါးထဲမှာလုံးဝအကြီးဆုံးဖြစ်တဲ့ဒီတန်ခါပေတကကံပေါ့နော်အဲ့ဒီကံကပဲဒါအကျိုးပေးသွားတယ်လို့ဒါထေရဝါဒစာပေတွေမှာတော့ပြောတယ်ပေါ့နော် ဘာလို့ဘလို့သူအကုသူသူတွားလိမ့်မလီကိုကဘာဖြစ်လို့အကုသူကိုရှဲချင်ရတာလဲလူတွေကမနေတတ်မထိုင်တတ်နော်ကုတမေးကိုစားအပေသွားနေကြတာအဲ့ဒါပြောလို့ရတယ်လေပြောလို့ရတယ်ဆိုတာကဥစဉ်လို့မကောင်းတဲ့စိတ်နဲ့ပြောတာမဟုတ်ဘူးနော်ဝင်းနည်းနဲ့ညီဤမညီဤဆိုတာကပြောလို့ရတယ်တင့်တော်ဤမတင့်တော်ဤဆိုတာပြောလို့ရတယ်အကုသူမဟုတ်ဘူးဘုန်းကြီးခဏလာကြည့်ပေးတယ်ပြောလို့လည်းဘုန်းကြီးကိုလည်းပြရတယ်မချင်ရင်မကြောနဲ့မကြောလို့ဘာမှမပြမချင်လို့ဘာမှမပြဘူးဖုန်းကြီးပြောတဲ့အတိပဲက ကုသမရရင်မရှိမယ်။ तू ကတော့ဘယ်လိုလဲ तू အကုသသူသွားလိမ့်မလီ။ကိုကဘာဖြစ်လို့အကုသကိုရှဲချင်ရတာလဲ။လူတွေကမနေတတ်မထိုင်တတ်နော်။ကုတမိကိုစားအပေသွားနေကြတာ။ तू ကသူအကုသကသူသွားလိမ့်မယ်။အဲအဲ့ဒါမှတ်ထားဗျ။ဝတ်ထားတဲ့အဝတ်ကမတူဘူးဗျ။ဒါကြောင့်သတိပေးနေတာအချင်းချင်းအဖမတ်တတ်တတိပေးနေကြတယ်။ပနာလွန်လို့ယောဂီတို့။ဘဝမကူဘူးနော်ဒီကိစ္စမျိုးတွေကတိတ်ချောက်စရာကောင်းတယ်။ဦးဇုံတို့ဝိနည်းတိတ်ခါဘုံထဲမှာအနိယတတိတ်ခါဘုံဆိုတာရှိတယ်။ ဝိတ္တခါကိုအကြောင်းပြုပြီးတော့ဘုရားပြည့်ညက်တာလေအဲ့မှာဝိရဟန်းတစ်ပါးကအလို့သမီးနဲ့မမြင်ွယ်ရမှာစကားပြောနေတယ်လူမမြင်တဲ့အခန်းထဲမှာပေါ့ဝိတ္တခါကတွေ့သွားတော့သွားပြောတယ်အရှင်ဘုရားဒါကမသင့်တော်ပါဘူးအရှင်ဘုရားအနေနဲ့ဘလောက်ပဲယူသားပါတယ်ပြောပြောမဟုတ်တာမလုပ်ပါဘူးလို့ပြောနေပြင်မဲ့သူများကယုံကြည်ရခက်တယ်မယုံနိုင်ဘူးဒါကြောင့်အရှင်ဘုရားသူများယုံကြည်မှုမဲ့အောင်မလုပ်သင့်ဘူးလို့ပြောတယ်ဘုန်းကြီးမလိုက်နိုင်အောင်အဲ့ဆိုရင်အဲ့ဒီအမျိုးသမီးကနေပြီးတော့သူ့ကိုဆွဆွဲခု၃ခုရှိတယ် ပါရာဇိကနဲ့ဆွဆွဲနိုင်တယ်။ဟောတော့ तू မမြင်ခွင့်ရမှနေတာဆိုတော့မေထုံမှုတွေလုံချင်းလုံချင်းမှာပေါ့။နော်ပါရာဇိကနဲ့ဆွဆွဲနိုင်တယ်။နောက်တစ်ခါတန်ဃာဒိဋ္ဌနဲ့ဆွဆွဲလို့ရတယ်မမြင်ခွင့်ရမှဆိုတော့ခြေကင်လက်ကင်တွေဖြစ်နိုင်တယ်လေ။ဒီမျိုးသမီးကို तू ကင်ကင်နေမှာပေါ့။ဟုတ်တယ်မလား။နောက်နံပါတ်3ကတော့စိတ်ခွင့်ရမှဘာမှမလုပ်ပါဘူးဆိုရင်တော့မအဘက်ကတက်တယ်။ဘာမှမလုပ်ဘဲနဲ့ဒီမမြင်ခွင့်ရမှထိုင်တာကအဘက်ကတက်နေပြီ။သုံးခုနော်။အဲ့တော့မမြင်ခွင့်ရမှထိုင်လို့ရှိရင်မေထုံကိစ္စလည်းဖြစ်နိုင်တယ်။မျိုးသမီးကို깟နိုင်ရင်လည်းဖြစ်နိုင်တယ်။ ိတ်ကွင်ရမှာထိုင်လို့ကြာအဘက်တင်နိုင်တယ်သုံးချက်အဲ့တော့ဒီမျိုးသမီးနေနဲ့သုံးချက်ဆွဆွဲလို့ရတယ်ချင်းမရမမင်းကွင်ရမှာနေတဲ့အတွက်ကြောင့်ချင်းမပါရာစီကကြာရင်ကြာနေမှာချင်းမတန်ခါတက်တက်အဘက်တင်ချင်းတင်နေမှာပါစင်အဘက်တင်ချင်းတင်နေမှာဆိုပြီးတော့သုံးချက်သူ့ကိုပြောလို့ရတယ်နော်ဒါဝင်းနီမှာတိုက်ရိုက်ပါတယ်နော်အဲ့ကြောင့်အဲ့ဒီမျိုးသမီးကသူ့ကိုသုံးချက်နဲ့ပြောဆိုတဲ့အခါမှာရဟန်းကဟာမမင်းကွင်ရမှာထိုင်တာငါဟုတ်ပါတယ်ဒါပေမဲ့ငါမေထုံမပြုတ်ချင်ပါဘူးအမျိုးသမီးလည်းငါမကင်ပါဘူးငါမမင်းကွင်ရပါပဲငါထိုင်တာဟုတ်ပါတယ်လို့ဝန်ခံတယ်ဆိုရင်မမင်းကွင်ရမှာထိုင်တဲ့ကြောင့်သူ့ကိုအဘက်နဲ့ဆုံးဖြတ်ပေးရတယ် ဆိုလိုတာကဘုရားကိုယ်တိုင်ကဒီလိုမျိုးပြောဆိုခွင့်ပေးထားပြီးသားရှိပါပဲဘုသူဘာဘုန်းကြီးဖြစ်နေပြီနဲ့ယောဂီတို့ဟောယောဇာသံဘုတို့တို့ပြောတယ်ဗျမင်းမနဲ့ဖဲ့အိတ်နဲ့သူအကုဒ္ဒနဲ့သူသွားသူသူအကုဒ္ဒနဲ့သူသွားလိမ့်မယ်အဲအဲ့ဒါမှတ်ထားဗျဝတ်ထားတဲ့အဝတ်ကမတူဘူးဗျဘုရားကိုယ်တိုင်ကဒီလိုမျိုးပြောဆိုခွင့်ပေးထားပြီးသားရှိပါတယ်ဒါကြောင့်ဦးဇင်းတို့ကအကုဒ္ဒမဖြစ်ဘူးဆိုတာထင်ရှားပါတယ်နော်ကိုယ်တိုင်ကားမောင်းဆိုင်ကယ်မောင်းရင်အပြစ်ရှိနိုင်ပါသလားရှင်ဗျာတဲ့ ဆရာတော်တွေကိုယ်တိုင်ကိုယ်တိုင် ကောင်းမောင်းတာဆိုင်ငယ်မောင်းတာတော့အပြည့်ဖြစ်ပါအာဘက်တင်တာပေါ့နော်ဒုက္ခအာဘက်လို့တင်တယ်အဲဒါပေမဲ့ကျောင်းထဲမှာဆိုရင်ကျောင်းဝင်းထဲမှာဆိုရင်တော့မလွဲ့တာလို့မောင်းရတဲ့ကိစ္စရတယ်မှာတော့အာဘက်မတင်ပါမြို့ထဲရွာထဲတွေမှာမောင်းရင်တော့အာဘက်တင်တယ်ပြောရမှာပေါ့နော်အဲဘလို့အာဘက်တင်လဲဆိုတော့2000ကျော်ဟက်တဘက်ကြော်လွန်ပြီးတော့ကြည့်မိတဲ့ဒီလိုအာဘက်တွေတင်နေတယ်ပေါ့ပြီးတော့ကြီးညိုပဲမဆောင်တာလေးတွေရှိတယ်ပေါ့နော် ီးတော့ကောင်းမောင်းတဲ့အခါကျတော့လေတင်ငန်းမယုံပဲတဲ့တင်ငန်းယုံပြီးကောင်းမောင်းဖို့ကလည်းမလွယ်ဘူးလေအဲတင်ငန်းမယုံပြီးတဲ့အာဘက်တွေတင့်နိုင်တယ်ပို့တုတ်တအာဘက်တွေနော်အောက်ကိတာစစ်သူအန္တရာကြီးဒီလိုမျိုးတိတ်ခါပုတ်တယ်နော်တိခိယာကြီးညိတယ်ပို့ဒါပေမဲ့ဒါလေးဒါပေမဲ့နောက်တစ်ခုအတိထားတင်တာလေဘုံကဆက်ဆက်ပြီးဖြည့်လို့ပါတယ်ဖြည့်ဆွတ်ပြီးတော့ရတနာတော်တွေကိုယ်တိုင်တက်တက်အပျော်အပြက်အနေနဲ့မောင်းနေဆိုရင်တော့ဒါမမောင်းတင်ပါဘူး ဒါပေမဲ့တချို့ကိစ္စရပ်တွေမှာကျတော့ဒီဘုန်းကြီးတွေကိုယ်တိုင်မှမမောင်းရင်မောင်းပြီးမဲ့လူမရှိတဲ့အတွက်တရေးရှင်ရင်မလွဲတာတဲ့ကိစ္စရပ်တွေမှာစာတော်တွေကိုယ်တိုင်မောင်းရတာတွေရှိတယ်။ဒါကတော့တကယ်တည်းဟုတ်ပါတယ်အမြင်မတင့်တယ်ပါဘူး။အဲ့ဒါဆိုရင်ဘာဖြစ်လဲဗုဒ္ဓဘာသာဝင်တွေမှာတာဝန်ရှိတယ်လေ။ဘုန်းကြီးတွေကိုယ်တိုင်မမောင်းစေချင်ကိုယ်တိုင်မောင်းပြီးပေါ့ဖြစ်ရှင်လေးပဲလေ။ဒီကတကားတွေဝေဖန်နေတဲ့သူတွေဝိုင်းပြီးတော့တယောက်ကိုတည့်ရက်လောက်ဘုန်းကြီးเจ้าမှာအလဲကြဘုန်းကြီးเจ้าတွေမှာကိုယ်နဲ့တက်ဆိုင်ရာနှီးဆက်တဲ့ ကျောင်းတိုက်တွေမှာဝေယဝိဇ္ဇာကပ္ပိယဆောင်ရွက်ကြမယ်ဆိုရင်ဒီလိုပြဿနာတွေမဖြစ်လာပါဘူး။ဘုန်းကြီးနေနေနဲ့လည်းဒါမလွှဲတာတဲ့ခါမောင်းရတယ်ဆိုရင်ပေါ့ပြောပြတာ။ဒါတက်တက်ကိုမောင်းကျင်လို့လို့မောင်းတယ်ဆိုရင်တော့ပို့ပြီးမတင်တော့ဘူးကြီးညိုပဲလည်းမဆောင်ဘူး။မောင်းပေးမဲ့လူမရှိလို့မလွှဲတာလို့မောင်းရတယ်ဆိုတဲ့ခါနာတွေမှာတော့ဗုဒ္ဓဘာသာဝင်တွေမှာတာဝန်ရှိတာပဲဝေဘန်လေကန်နေမဲ့အစားအပြုတ်တော်ဆောင်ပြီးတော့ကိုယ်တိုင်သွားမောင်းပေးလိုက်။ကိုယ်တိုင်လည်းမောင်းပေးနိုင်ဘူး။ မောင်းမိမဲ့လူလည်းမရှိတဲ့အတွက်မလွတ်တာလို့မောင်းရတယ်ဆိုရင်တော့အဘက်တော့တင့်နေဆိုပြီးမှအဲ့ဒါဘုန်းကြီးတွေရဲ့ကဏ္ဍဒကာနမတွေကဝေဖန်နေဆိုရင်တော့ကိုယ်တိုင်လည်းမကူဘူးဒါတက်တက်ဝေဖန်နေဆိုတော့ဒါအပြုတ်သဘောဆောင်တဲ့အဆင့်တန်းရှိတဲ့ပညာရှိဆန်တဲ့တကယ်ဒါဝေဖန်ခြင်းမဖြစ်တော့ဘူးတက်တက်ကိုတိုက်ခိုက်တဲ့အိဗယ်ဖြစ်သွားတော့ပေါ့ကျွန်တော်စာတွေထဲမှာဆိုရင်ဒီမဟာပရိသတ်၄ပါးဆိုပြီးတော့ကြားဘူးတယ် ဲ့တော့အဲ့ဒီမဟာပရိသတ်၄ပါးဆိုတာကဘာလဲဆိုတော့ဒီဝီနည်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီနောက်လာလောင်စားရဲနေတွေကိစ္စတခုမှဒီကိစ္စကလုံးတင်လားမလုံးတင်ဘူးလားဆိုတာကိုဆုံးဖြတ်နိုင်ဖို့အတွက်အဖះကဒါဘောင်၄ခုချပေးခဲ့တယ်ပေါ့နော်အဖះကလည်းဒါသိတယ်ဗျ तू မရှိတော့တဲ့အခါမှာခေကာလာကြီးကွာလာတဲ့အခါမှာရဟန်းတွေအနေနဲ့ပေါ့နော်ဒီကိစ္စကလုံးတင်လားမလုံးတင်ဘူးလားဆိုတာဒါဒွိယဖြစ်ရမယ့်ကိစ္စပေါ့နော်အဲဒီခေလို့ဆိုရင်ဒါကျွန်တော်တို့ရဟန်းတွေဖုံးကင်တင်လားအဲကွန်ပျူတာကင်လို့ရလားကင်လို့မရဘူးလား အခုဆိုရင်လည်းဒါကားတွေဆိုင်ကလေးပေါ့နော်အဲ့ဒီပြဿနာတွေတွေ့တာမာပရိသ၄ပါးဆိုတဲ့ဘောင်၄ခုချပေးခဲ့တယ်အဲ့ဒီဘောင်၄ခုတွေကနေဒါလုံးတဲ့မလုံးတဲ့ကိုကျွန်တော်တို့ဒါဆုံးဖြတ်လို့ရတယ်ပေါ့နော်ဆရာတော်ကတော့ပြောခဲ့တယ်ဒီကားတွေဆိုင်ကဒီကားဒါရန်တော်တွေအနေနဲ့တချို့အနေထားတွေမှာပေါ့နော်အဲသူတို့ကိုယ်တိုင်မောင်းမောက်ကိုဖြစ်လိမ့်မယ်ဒါကားဆိုရင်တော့ကိစ္စမရှိဘူးလို့ကျွန်တော်တို့မြင်တယ် ဘာကြောင့်မို့လဲဆိုတော့ဗျာဒီရန်တဘာကားမောင်းနေတယ်ဆိုရင်အရန်ကြီးလဲဒါအမြင်မဆိုးဘူးပေါ့နော်အိမ်တီလဲဒါပြက်သွားတာဘာညာလဲမရှိဘူးဒါမင်းပေါ့နော်ဒါဆိုင်ငယ်စည်းတာမျိုးကကြတော့ဒါလက်ရှိကိုယ့်ရဲ့မျက်လုံးနဲ့မြင်ကြည့်လိုက်ပေါ့နော်ဒီအတွင်းနေတော့မှတွေးကြည့်လိုက်အဲဘလို့မှတော့မှဒီတင့်တော်မနေဘူးပေါ့နော်ဒီတင်ငန်းကြီးနဲ့ရဟန်းကဒီဆိုင်ငယ်ကိုတက်ခွာပြီးစီးနေတယ်ဆိုတာမျိုးကြီးကပေါ့နော်ဒါလည်းကြတော့ဘာသာသာသနာဆိုတာကဘုန်းကြီးတွေမှာပဲတာဝန်ရှိတာမဟုတ်ဒကာဓမ္မတွေမှာလည်းတာဝန်မရှိဘူးလားရှိတယ်ဒကာဓမ္မတို့မှာလည်းတာဝန်ရှိတယ်လေ ရတနာတွေပစ္စည်းလေးပါဒါသာသာပြည့်စုံစွာနဲ့သာသနာ့ကျိုးလောကကျိုးဆောင်ရွက်နိုင်ဖို့တကယ်တမ်းဒီမှာအတောင်းဝင်ရှိတယ်။နော်။နိုင်တဲ့ဘက်ကစွန့်နေတဲ့အကြောင်းစီလေလှူရသလိုဝေယဝဆကုတုလေပြုရတယ်။ဒါပေမဲ့ဘုန်းကြီးတို့ဒါယနေ့ခေတ်ကာလတွေမှာဘုန်းကြီးကျောင်းတိုက်တွေမှာဝေယဝဆစေရနာဝန်ထမ်း volunteer ဆိုအရင်ရှားသွားပါပြီ။အမှန်တန်ရှားသွားပါပြီ။ပွင့်လင်းလင်းထပ်ပြောရရင်ဘုန်းဘုန်းတို့ရဲ့မဟာဝိဒကျောက်တော်ရိတ်တာစတင်တိုက်မှာတော့မှာစေနာဝန်ထမ်းဆိုတာခေါ်နော်လာတော့လာတော့လုတ်ပေးကြပါမယ်။ အဆင်မပြေတာများတော့ကဲနောက်ဆုံးဝန်ထမ်းတွေပဲခန့်နိုင်တော့တယ်ပြောရတာလည်းပုံမောတယ်ဝေယဝဆကုသိုလ်ပြုတဲ့သူတွေတခါတလေလည်းအဆင်ပြေတယ်အများစုအဆင်မပြေတဲ့ခါကျတော့သူတို့အမားလို့ရင်ပြောရတာထောက်ပြရတာခက်တယ်သူတို့ကကုသိုလ်လာပြုတယ်ဆိုတော့လေအဲဝန်ထမ်းတွေကျတော့နေတဲ့သူကလုံနေတဲ့ခါကျတော့ပြောရတာတက်တာလေအစတော့ပဲတင်ပေးလိုက်ရုံပဲနောက်ပိုင်းအဲ့တော့တက်တာလေတကယ်စေနာဝန်ထမ်းကလည်းအဲ့လောက်လည်းမလုံလောက်ဘူးရှိပြန်တော့လေဒီတော့ဘုန်းတော်ကဒါဝန်ထမ်းတွေပဲ လာစာပေးပြီးခိုင်းရရတော့တာပဲတကယ်တော့ဒီလာစာတွေဒါပတ်စံတွေမကုံတဲ့မဲ့ကုံတော့ဒါမကုံတဲ့မဲ့ကုံတယ်ဆိုတာတဲ့ဝေယဝိဇ္ဇတာဒနာပြုခြင်းနဲ့တကယ်စေနာရှေ့ရှုပြီးတော့လာစာမယူဘဲနဲ့စေတနာဝန်ထမ်းကုသိုလ်ပြုမဲ့ပုဂ္ဂိုလ်တွေဘုန်းကြီးမြတ်မယူမှာရှားလာပြီလေဘုန်းကြီးကျောင်းတတော်များများမှာလည်းဝန်ထမ်းတွေလာစာပေးထားတာပဲနော်နမေကြီးကျောင်းတဲ့ကြီးတွေမှာလည်းစာတော်ဖျားတွေဒီလိုပဲဝန်ထမ်းတွေလာစာပေးထားတာဒါမှပဲမြဲတော့မှာလေ နော်စိုင်တင်တိုက်တွေတန်ခါတွေများလာများလာတဲ့အလျောက်နော်ဘဘုံတို့ဆိုရင်လေတော်တဲ့တောင်တွေဖြစ်တဲ့အခါကျတော့ပို့ပြီးတော့ဒါလာစာပေးရတယ်ဒီလာစာဆိုတော့လေဒီကဓမ္မတွေလူတန်းနဲ့ပစ္စည်းလေးပါးတွေကနေဖဲ့ပေးရတာဘဘုံတို့ခက်ခဲတော့ဖြစ်တာပေါ့ပြောလို့တာကဒီကောင်းမောင်းဓမ္မအခက်ခဲကြီးရှိတယ်ဘဘုံတို့ကိုယ်တိုင်လည်းအခုချိန်ဒီကောင်းမောင်းဓမ္မလိုအပ်နေလို့မယ်နော် ဒီရုံးကန်းကဘဘုံတို့မဟာပိတာကြောက်တော့ရ MMC ရိတ်တာစတင်တဲ့ရေရုံးကန်း MMC office ထဲမှာဝန်ထမ်းလိုရှိတယ်အထူးသဖြင့်ရင်မောင်းကျွမ်းကျင်ပေါ့နော်အဲ့လိုမျိုးရင်မောင်းကျွမ်းကျင်ပြီးတော့အရက်ဒီစားတောက်စားခြင်းကင်းပြီးတော့ဘုန်းကြီးเจ้าမှာရိတ်တာမှာကောင်းမွန်စွာနေထိုင်မဲ့ဝန်ထမ်းပို့ရှားလာဒါပေမဲ့လည်းဒီလိုပဲရှာနေရတာပဲခံလိုက်တို့နိုင်တော့လောက်တော့လဲတို့လည်းထွက်လိုက်ပေါ့နော်ပြောလို့ဒါကစာတော်တန်ဃာတော်တွေကိုယ်တိုင်ကောင်းမောင်းနေတာဒီလိုမျိုးပြဿနာတွေရှိတယ် လာစာမပေးနိုင်တဲ့ခါတွေဘုန်းကြီးတို့လည်းရှိတာပဲအခက်ခဲတွေဖြစ်ဒါရင်လည်းအကျွေးတင်တာတွေလည်းရှိရဲကဲထားပြောလို့ရကဆရာတော်တန်ဃာတော်တွေကိုယ်တိုင်ကားမောင်းတာမသိတော့ဘူးလူတွေဗုဒ္ဓဘာသာဝင်တွေကိုစီကိုစီဝေဖန်နေမဲ့စာကုညီတဲ့နေဆိုတာလေးကိုပြောပြလို့တာထပ်ပြီးထင်ရှားအောင်ထပ်ပြောပြရင်နော်တောင်တန်းတာသနာပြုနေတဲ့ဆရာတော်တန်ဃာတော်များတကယ်ညီတော်နောင်တော်များအင်မတန်ကိုကြည်ညိုစရာကောင်းတယ်ချင်းတောင်တန်းနာဂတောင်တန်းတွေ နော်တောင်တန်းသာသနာပြုကြွရောက်ကြတယ်ဒါဗုဒ္ဓတက္ကသိုလ်သာသနာအဲ့တော့သာသနာတက္ကသိုလ်သာသနာတက္ကသိုလ်တွေကဆရာတော်တန်ကောင်းလို့အရင်ကခက်ခဲဆင်းရဲတယ်ပုံမလဲလဲထပ်ပြောရရင်အစိုးရရဲ့ထောက်ပံ့ခြင်းမလုံလောက်ပါဘူးသာသနာရေးဥစည်းဌာနနဲ့ဟောအဲ့တော့သာသနာရေးဥစည်းဌာနနဲ့အစိုးရရဲ့ထောက်ပံ့တာတွေရဲ့ဒီလုံးဝလုံးဝကိုမလုံလောက်ဘူးမလုံလောက်တဲ့အတွက်ဆရာတော်တန်ကောင်းတွေကတို့တို့ရဲ့နဝကိုပိုင်တို့တို့ရဲ့နဝကမ္မနဲ့ အစိုးရစစ်လွတ်တယ်ဆိုပေမဲ့လည်းလုံးဝမလုံလောက်ဘူးစန်စီဒါပစ္စည်းလေးပါတတော်ကိုမလုံလောက်ဘူးအဲသူတို့နဲ့တက်ဆိုင်တဲ့ဒကာနမတွေကဝိုင်းဝန်းပန့်ပိုးတာလေးနဲ့ရက်တီရတောင်တဲ့သာသနာပြုချင်းတောင်တဲ့နာဂတောင်တဲ့လမ်းတွေလည်းမကောင်းဘူးတကယ်တော့ဗုဒ္ဓဘာသာဝင်တွေမှာအကုန်တာဝန်ရှိရခေယံတွေဆိုရင်အားလုံးအားဆဲဖို့တဖို့လှူတာတွေဝိုင်းဝန်းဆောင်ရွက်ပေးတာတွေရှိရဗုဒ္ဓဘာသာဝင်တွေလည်းဝေဖန်နေမဲ့အစား ီတောင်တဲ့တာသနာဘုရားတော်တွေကိုဘဲတကားတွေတကမတွေကငါတို့မှလည်းတာဝန်ရှိတယ်ဆိုပြီးတော့တွားရောက်ကုညီပန့်ပိုးတာဘယ်နှယောက်ရှိတယ်လဲလက်ချိုးယူလို့ရတယ်။ဝေယဝဇကုတို့ဘသူပြုတ်နိုင်တယ်လဲ။ဒီတော့တောင်တဲ့ဒေတာမှာလမ်းလျှောက်လို့လည်းမလွယ်အရန်လဲဝေးกว่าတော့ဘုန်းကြီးတွေခင်ဗျာအာဘက်တဲ့နေဆိုပေမဲ့သူတို့ကိုယ်တိုင်အာဘက်အတင့်ခံပြီးတော့ဖျောင်းနိုင်လို့မျိုးပေါ့ကိုယ်တိုင်အလောင်ကျွမ်းခံပြီးတော့အလင်းရောင်ကြီးပြီးသွားတာ။တောင်တဲ့တာသနာပြုတ်တောင်တဲ့ဒေတာတွေမှာ ဗုဒ္ဓရဲ့တရားသမားတွေပြန်ဝေပါစေဆိုရဲစိတ်နဲ့လေဘုန်းကြီးတွေကိုယ်တိုင်ကားမောင်းရတယ်ဆိုင်ကယ်မောင်းရတယ်သူအဖြစ်ဟာဘုန်းကြီးဆိုင်ကယ်မမောင်းကောင်းဘူးဝင်းကြီးပေတန်နဲ့ကြည်နော်ဟုတ်တယ်အားဆိုရင်ဝေဘန်တဲ့သူတွေသွားမောင်းပေးပါလားဝေဘန်တဲ့သူတွေသွားမောင်းပေးပါလားတောင်ထဲသာသနာပြုနေတဲ့ဆရာတော်တွေကိုလုံလုံလောက်လောက်ပြည့်စုံအောင်ဒါဘသူကထောက်ပံ့တယ်လေ ဒါကုဒီဘီလိုကြည့်နေတဲ့သူတွေထဲမှာပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဒီရန်တန်ကတွေ့နေနေပေါ့နော်အဲဆိုင်ရီကားတွေဒါကိုယ်တိုင်မောင်းတာတွေကျွတ်လိုမျိုးတွေဒါတွေ့ဘူးတဲ့သူရှိလားမသိပေါ့နော်ကျွန်တော်သတိထားမိရသလောက်ဒီမြန်မာနိုင်ငံမှာပေါ့နော်ဒီရန်တွေဒါဆိုင်ရီစီးတဲ့ဒေတာကဒီဒေတာနှစ်ခုပေါ့နော်သတိထားမိတာတော့အားလုံးစီးကြတာကတော့ဒါရှမ်းပြည်နယ်ထဲမှာပေါ့နော်အဲ့ဒီဒေတာမှာဆိုရင်ကျွန်တော်ထင်တာ၁၀စုနဲ့တခုလောက်ကိုရှိပြီလို့ထင်တယ်ဘာကြောင့်မို့လဲဆိုတော့သူတို့ကဒါတောင်ပေါ်ဒေတာတွေဖြစ်တဲ့ အဲတော့လာတာလေဝေးတဲ့အတွက်ပေါ့နော်ကိုယ်တိုင်စီးကြမျိုးရှိတယ်အဲပြောရလွန်ပြပြီမာထဲမှာဆိုရင်မရှိတဲ့လောက်ကိုရှားတယ်အဲမရှိတဲ့လောက်ကိုရှားတဲ့ပြီမာထဲမှာလည်းနေရာတစ်ခုတော့ရှိတယ်အဲ့ဒါကတော့ဒါသခိုင်းမျိုးပေါ်မှာပေါ့နော်သခိုင်းမျိုးပေါ်ကလမ်းတွေမှာပေါ့နော်ဒါရန်နေကိုယ်တိုင်ဆိုင်ငယ်စီးတာကိုကိုယ်တိုင်လည်းဒါတွေ့ခဲ့ဘူးတယ်ပေါ့ကိုညီပန့်ပိုးနေတယ်လေပန့်ပိုးမှုပိုင်းအင်မတန်နှေးပါလေနော်အဓိကမှာတချို့ကဆရာတော်တွေဦးစင်းလေးတွေနော်ဒီကညီတော်နောင်တော်များတောင်တန်းမှာသူတို့သာသနာပြုတဲ့အတွေ့အကြုံတွေခက်ခဲတာတွေ အရာဟိုတချို့တကားတွေကပိယတွေတချို့ရွာသားတွေကလိုင်းမော်တင်တာတို့ဘိုင်းနာတို့ရှိတယ်ပေါ့ဒီခါမှာဆိုင်ကယ်တွေကိုယ်တိုင်မောင်းတဲ့ကဏ္ဍတွေတော့ပါတော့ជីညိုဘယ်တော့မစားဘူးမှန်တယ်အဲဒီမဲ့လည်းမောင်းပေးမဲ့လူမှမရှိတော့လေဘုန်းကြီးနေခင်ဗျာခက်ခက်ခဲခဲသာသနာပြုရတာလေပြောရင်တော့အများကြီးပဲဗျာဝင်းနီးတစ်ခုတည်းနဲ့မကြည့်ပဲနဲ့နော်ဒီသာသနာပြုနေတဲ့ဦးစင်းလေးတွေဟာငါတို့ရဲ့အကိုငါတို့ရဲ့ညီအရင်းဆိုရင်ရောဒီလိုတွေးဘူးသလား ငါတို့ရဲ့တားလေးတွေဆိုရင်ရောတားတော်လေးတွေခက်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 ငါတားအရင်ဆိုရင်ရောငါညီအရင်ငါအကိုအရင်ငါမောင်အရင်ဆိုရင်ရောဒီလိုတွေမတွေးတင်ဘူးလားဒီကရမမြတ်တွေးကြည့်စမ်းပါဘလို့ကောင်းဘူးလို့ပြောနေတယ်ကိုယ်တိုင်ရောလုံနိုင်သလားဒီအဘဲတင်နေဆိုတာကဒီဖိုးကြီးနေအဘဲတင်ခံကိုယ်တိုင်အလောင်းကျွမ်းခံပြီးတော့အများကောင်းကျိုးဆောင်ရွက်နေတာဗျအမြဲတကြင်စာကောင်းတဲ့ဆော့လွတ်နေတာခံတဲ့တကယ်ပါရမီရှင်ပုဂ္ဂိုလ်ကြီးတွေဗျာ တကယ်တော့နိုင်ငံတော်အဆင့်ကဘူးเนาะအဲထိုက်တဲ့တန်တန်ပူဇော်တင့်တာပေါ့စံနမူနာဖြစ်အောင်ဒါပေမဲ့ဗျာတကယ်တော့အမေလျော့ခံလူတန်းစားတန်ဃာတော်တွေဖြစ်နေအဝေးပိုင်းလဲခံရတယ်ပြောရဲတချို့အစဲတောင်ခံရသေးတယ်ဟာဘုန်းကြီးเนี่ยဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုဝေဖန်တဲ့သူတွေအများစုကကိုယ်တိုင်လည်းတာသနာကိုပန့်ပိုးတဲ့သူရှားပါတယ်တသက်ဝေဖန်လေခံပြီးအလကားအကုသို့ယူနေတဲ့သူတွေများတယ်ပေါ့နော်တကယ်တာသနာတော်မှာ တက်တက်အပျော်အပြက်အနေနဲ့ဆိုင်ကယ်မောင်းကောင်းမောင်းနေဆိုရင်တော့ဘုန်းကြီးတို့လည်းမနစ်သက်ဘူးမလွဲတာလို့လုံနေရတဲ့မောင်းနေရတဲ့တန်ဃာတော်တွေဆိုရင်တော့ဘုန်းကြီးတို့ကတော့အာဒါအတိုင်းတာတစ်ခုဝင်းနည်းဆိုတဲ့ဘောင်တွေကတော့အစင်မပြေဘူးတုတ်ပေမဲ့လည်းနားလည်ပေးလို့ရတယ်ပေါ့ဒါသာသနာတော့မလွဲတာလို့လုံနေရတယ်အာဘက်တိတ်ခံပြီးတော့အများကောင်းကျိုးတက္ကသမတို့ကောင်းကျိုးဆောင်ရွက်ပေးနေတယ်ဒီတင့်တဲ့အာဘက်ဆိုတာလည်းတကယ်တော့အပယ်လေးပါးကိုလုံးဝကျစေလောက်တဲ့အာဘက်လည်းမဟုတ်ပါဘူးဒေသနာကြရင်ကြည်ပါတယ် အဲ့ဒါကိုပုံကြီးချက်ပြီးတော့ဖုန်ကြီးမဟုတ်တော့ဘူးအဲ့လိုတော့ပြောတော့ဖုန်ကြီးတွေဆိုတာကပါရာစိကကြမှာဖုန်ကြီးမဟုတ်ဘူးလို့ပြောမှာဒီအာဘက်လေးတွေကတိတိလေးတွေဒီတင်နာကြအာဘက်ဖြစ်လိုက်ရင်ကြည်သွားတာအဲ့ဒါကိုကိုနဲ့အစင်မပြေဖြစ်လိုက်တိုင်းအပေါ်ရန်လေးကြည့်ပြီးဖုန်ကြီးမဟုတ်တော့ဘူးရဟန်းမဟုတ်တော့ဘူးတွေအသိဝေဖန်လိုက်တယ်ဆိုရင်အမှန်တကောအပြစ်ကြီးပါတယ်နော်အဝင်းင်းနဲ့နေတိုင်းနဲ့ဆရာတော်တွေလည်းကြည်ညိုပါတယ်ဒါပေမဲ့အဲ့ဒီဝင်းင်းနဲ့နေတိုင်းနဲ့ဆရာတော်တွေတောင်တန်းဒေသမှာဘဏ္ဍာပါခက်ခက်ခဲခဲ သာသနာပြုနေတယ်လေပြည်စုံတဲ့မြို့ကြီးပြကြီးတွေမှာဒါမှမဟုတ်နယ်တွေမှာအလှူတန်းမဲ့စွမ်းတင်ကဲကျောင်းစီအလှူရှင်တွေနဲ့ပြည်ပြည်စုံစုံနေပြီးတော့ဝေယဝဇကုသိုလ်ပြုပေးမဲ့သူတွေအလှူရှင်တွေပစ္စည်းလေးပါကုသိုလ်ရှင်တွေဂျားထဲမှာပြည်ပြည်စုံစုံကောက်ကောက်မမောနေပြီးတော့တောင်တန်းသာသနာပြုဆရာတော်တွေခက်ခက်ခက်ခဲနဲ့ငွေလူခံပြီးတော့ကိုယ်တိုင်ဆိုင်ကမောင်းနေတာတွေကိုဝင်းနည်းနဲ့မညီဘူးဆိုပြီးကိုကအရက်ထဲမှာနေပြီးဝေဖန်နေတာကတော့တိတ်တော့မတရားဘူးပေါ့ဗျာရိုးရိုးလေးတွေးကြည့်ပါနော် တကယ်တမ်းကျတော့ဗုဒ္ဓဘာသာဝင်နေတာပြည့်ပြည့်စုံစုံပံ့ပိုးမယ်ဆိုရင်ဒီဆရာတော်တွေဒါတော့မပင်မှန်းပါဘူးခေရန်ဓမ္မဆရာတွေတွေးကြည့်စမ်းတောင်းတန်းတာသနာပြုနေတဲ့ခေရန်ဓမ္မဆရာတွေနောက်ကအများကြီးပံ့ပိုးတယ်နိုင်ငံတကာကလည်းပံ့ပိုးတယ်ခုဘုန်းကြီးတို့ဗုဒ္ဓဘာသာဆရာတော်တွေကြတော့နိုင်ငံတကာကပံ့ပိုးဖို့ဆိုတာလည်းအမြဲတမ်းဟောရှားတယ်လို့ရှားတယ်လို့ရှိတော့မရှိတော့ဘူးနော်ရှိတော့မရှိနိုင်ဘူးရှိခဲ့ရင်တော့တယောက်နှစ်ယောက်လောက်ပဲတစ်ပတ်နှစ်ပတ်လောက်ပဲကြုံရအောင်နော်ပြည်ပရောက်မြန်မာတွေထောက်ပံ့တယ်ဆိုတာ ောင်တဲ့သာသနာပြုဆရာတို့ဒီဒီအမန်တန်ကိုခက်ခက်ခဲခဲစင်းစင်းရဲရဲနဲ့သာသနာပြုရတယ်အဲစွန်းတွေလည်းတချို့စီအဟာရတပါရမမြရာဇီဥဒ္ဓတန်နေခံရပြီးတော့ငှက်ဖျားနေပြင်းတော်မူသွားတဲ့ဆရာတော်တွေတော့ယင်းနေွယ်အများကြီးရှိပါတယ်ပြောရင်တော့အများကြီးပဲဒီတော့ဘုန်းကြီးတို့ပြောလို့တာကရာတန်ကတော့ဒီကဝင်းနီးပေတန်တခုလည်းနဲ့မကြည့်နဲ့အဲနော်ဝင်းနီးနဲ့လည်းကြည့်ဖះကဝင်းကြီးတခုတည်းဟောတာမို့တုတ်ဝင်းကြီးအပြီးတမှာနောက်တခုတတိထားမှာ ုံတန်တဲ့လည်းကြည်အဘိဓမ္မာအနေနဲ့လည်းကြည်ရမယ်နောက်တစ်ခုတတိထားမှာအရေးကြီးဆုံးလေးတစ်ခုဖြည့်ပြီးပြောလို့တာကဘုရားတော်မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်စံကန်ဒီမှာမှားခဲ့တာရှိတယ်။ငါဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက်ပိုင်းမှာခုတ်တာနုခုတ်တကတိတ်ခါဖို့အာဘက်အသေးအပြစ်အသေးလေးတွေကိုအခါအားလျော့စွာတချို့အာဘက်တွေကိုပယ်နှုတ်လို့ကပယ်နှုတ်နိုင်တယ်တဲ့။ဘုရားကမလွတ်ဘဲနဲ့မပြောဘူး။ဘုရားရှင်တို့မြည်သည် ဒါပရိနိဗ္ဗာန်စံငယ်ကြီးပြောရဲဆိုတာအနာဂတ်ကိုဒီအခက်ခဲတွေကိုကြုံမြင်လို့ပို့ပြီးပြောခဲ့တာဖျားရှင်ရဲ့တချို့တိတ်ခါဘုရားဒါအမှုပြည့်ညက်ချက်တွေဆိုတာရှိရချွန်းချက်တွေရှိရမဖြစ်မနေဆိုတာကပါးစည်းကနဲ့တန်ခါတိတ်တိတ်ပဲဒါပေမဲ့ဒါတော်မှချွန်းချက်လေးတွေတချို့ကဏ္ဍလေးတွေရှိသေးတယ်ဒီဘုန်းကြီးတို့အခုဒီအဘက်တွေတိတ်နေဆိုတဲ့ဆရာတော်တန်ခါတော်တွေဆိုရင်လေဒါဘုန်းကြီးကနော်အမြဲတမ်းကြီးညိုကြောင်းတယ်တချို့ကိစ္စတွေမှာမြတ်စွာဘုရားရှင်သာရှိရင်လည်းတမျိုးအစဉ်ပြေအောင်တော့ဆောင်ရွက်ပေး နိုင်တဲ့အနုပညာချက်တွေတည်တဲ့အခုခေတ်ဆိုရင်ပို့ပြီးဖျားရှင်ပို့ပညာမှာတည်ကြတယ်ဒီအဘက်ကျူးလွန်နေတဲ့ဆရာတော်တွေကိုအားပေးပြီးတော့ဝင်းဒီဆရာတော်တွေကိုတိုက်ခိုက်နေရလို့လည်းမထင်တော့ဘုန်းကြီးတို့ကိုယ်တိုင်လည်းရာနှုန်းပြည့်မပြည့်စုံပေမဲ့ဘယ်သူမှလည်းမပြည့်စုံပါဘူးအဲဝင်းဒီအာဘက်မတဲ့နဲ့ဘုန်းကြီးမရှိဘူးဝင်းဒီပဲဘလောက်ကြိုးကြောကြိုးကြောတုတ်ဝင်းဒီအပြီးတည်းမှဒီဘုန်းကြီးရဲ့အကောင်တော့အာဘက်တင်မှုတယ်တေးတာများတာပဲကွာတယ်နော်အဲအာဘက်မတဲ့မှဘူးလို့ပြောရင်အဲအဲအဲပုံကိုဒီဘုန်းကြီးမဟုတ်ဘူးပြောရရမ်းမှန်အာဘက်တဲ့ ဒီခါမှာဝင်းနီးစာတော်တွေလည်းကြည်ညိုတယ်ဘုန်းကြီးကကိုတိုင်လည်းတတ်နေသောဝင်းနီးတွေတိုင်းလိုက်နာနေပါတယ်ဒါပေမဲ့ကိုတိုင်လည်းဒါပတ်စံမကင်ပါဘူးကင်တဲ့စာတော်တွေလည်းဘုန်းကြီးကနားလှည့်ပြီးတယ်မလွဲတော်လို့ကိုတိုင်ကောင်းမောင်းနေတဲ့စာတော်တွေ ပိုင်ဆိုင်ကိန်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော် channel မှာရှေ့မှာလဲဒါဗီဒီယိုတစ်ပုဒ်တင်ခဲ့ဘူးတယ်ပေါ့နော်အဲ့ဒီထဲမှာဆိုလဲဒါကျွန်တော်ပြောခဲ့သေးတယ်ဒီရန်တန်ကတွေ့နေနေပေါ့နော်အကုန်လုံးနှီးပါကြီးကပိုက်ဆိုင်မကင်ဖို့အကုန်လုံးနှီးပါကြီးကပေါ့နော်ဝီနေနဲ့အညီနေထိုင်မှုဆိုတာကပြောလိုက်မလွယ်ကူနေဘူးကြောက်မှုလဲဆိုရင်ဒါပုံကိုရေးတယောက်ချင်းစီရဖြစ်နေတာမဟုတ်ဘဲနဲ့အခုခေတ်ကာလနေသားရဲ့ကျွန်တော်တို့နိုင်ငံရဲ့နေသားရဲ့အဲ့ဒီယာတွေလဲဒါထည့်ပြီးတွက်မဲ့နေသားရှိတယ်ကိုယ်တိုင်ဆိုင်ကင်ပေါင်းရတယ်ဆရာတော်ဝေယဝဲစား ဒီကပ္ပိယမရှိလို့ကိုယ်တိုင်မျက်ရှင်းနေရတဲ့ဆရာတော်တွေအများကြီးပါပဲသာသနာအတွက်မလွဲတာလို့လေဘုန်းကြီးတွေကိုကြီးညိုပဲမဆောင်ဘူးဆိုပြီးတော့လောကမှာအလွယ်ကူဆုံးကဝေဖန်ခြင်းပဲငါရောဘလောက်ထိသာသနာအတွက်ပြုပြီးပြီလဲဒီလိုမျိုးဝေဖန်မဲ့အစားငါသွားကူလိုက်ရင်ရောဆိုတဲ့အတိရောတိကြသလားအဲ့အတိတွေတိတယ်ပါတယ်လို့ ဘုန်းကြီးကတော့ဟိုဘက်ဒီဘက်အများများတတ်တာဖြစ်ကြပေးတယ်ဘဒုအမတိုက်ခိုက်လို့စိတ်လဲမရှိဘူးတိုက်ခိုက်ခြင်းစောင်းမြောင်းခြင်းဆိုတာကအတိညာနှိမ့်ကြတဲ့သူတွေလို့ရဘုန်းကြီးတို့ဘယ်တော့မှမလုပ်ဘူးအဲ့တော့တက်တက်ဝေဖန်တော့လည်းမတက်နိုင်ဘူးဒါကတော့သာသနာအတွက်အမုန်းခံပြီးတော့ဘုန်းကြီးတို့ကတော့ဟိုဘက်ဒီဘက်တွေးတက်အော်ကိုကျင်းစာစိတ်လေးရှိအောင်ဖြစ်ကြပေးတာဖြစ်